အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ဖုန်းထဲမှာဒီ software လေးကိုထည့်ထားပြီးတော့ကျွန်တော်လမ်းလျှောက်နေုံဒါမှမဟုတ်ရင်ဖုန်းကိုအနေငယ်လှုပ်ခါပေးနေုံနဲ့ကျွန်တော်တို့ဒီအမြဲတမ်းပတ်စံဝင်နေမယ့် WeWork ဆိုတဲ့ software လေးကိုကျွန်တော် Play Store ကနေပြီးအလွယ်ကူဆုံးသွားပြီး download ဆွဲလို့ရမယ့် Nilan ပေါ့နော် download ဆွဲပုံဆွဲ Nil လေးရဲ့အလွယ်ကူဆုံးအကောက်ဖွင့်လို့ရမယ့် Nilan လေးရဲ့ပြီးတော့ကျွန်တော် quantity 150အခမဲ့ရယူလို့ရမယ့် Nilan လေးတွေကိုဒီနေ့ video လေးထဲမှာအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ဒီ Nilan လေးရေမပြခင်ဒီ WeWork WeWork ဆိုတဲ့ software လေးကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတာကိုကျွန်တော်အကြံဉာဏ်အရင်ဆုံးရှင်းပြပေးပါမယ်။ WeWork ဆိုတဲ့ software လေးကဆိုရင်ကျွန်တော်ဒီ Play Store ကနေပြီးတော့ဒီ software လေးကိုသွားပြီး download ဆွဲမယ်။ download ဆွဲပြီးကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပေးထားရုံနဲ့ကျွန်တော်တို့အပြင်သွားတဲ့ခါမျိုးမှာဒီကိုယ်ကပုံမှန်တိုင်းလမ်းလျှောက်နေရုံနဲ့ဒီ coin လေးတွေတိုးပြီးတော့အဲ့ coin လေးတွေရနေပြီးတော့ကျွန်တော်တို့ဒီပတ်စံပြန်ပြီးတော့ဟောလဲပြီးတော့ထုတ်နိုင်တဲ့ပုံစံလေးပေါ့နော်။ဒါမှမဟုတ်ကိုယ်ကအပြင်မသွားဘူးဆိုတဲ့အကြောင်းမရှိဘူး။အိမ်မှာလက်ကလေးနဲ့အနေငယ်လှုပ်ပြီးရုံနဲ့နေပတ်စံဝင်နိုင်တယ်။ဒါမှမဟုတ်ရင်လည်းတချို့ကြောက်လဲကျွန်တော်အခုဒီဗီဒီယိုထဲမှာပြထားသလိုမျိုးဒီလိုဒီ ဖုန်းကိုဖိန်လှုပ်တဲ့ဆက်ကလေးနဲ့ပေါ့နော်ဒီလိုမျိုးလေးလှုပ်ပြီးပတ်ဆက်ရှာရတဲ့သူတွေလည်းအများကြီးရှိရဲ့အဓိကကတော့ဒီ WeWeb software လေးရဆိုရင်ကျွန်တော်ဖုန်းထဲမှာထည့်ထားရုံနဲ့ကျွန်တော်ပတ်ဆက်ဝင်နေနိုင်မဲ့ဒီပတ်ဆက်ရတဲ့ game လေးဖြစ်တာကြောင့်မို့ကျွန်တော်ပြန်ပြီး sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ဒီ software လေးရဆိုရင်ကျွန်တော်အကောက်စားပုံမှန်ချင်းမှာကျွန်တော်ပြပေးရဒီ refire code တစ်ခုကိုထည့်လိုက်တာနဲ့မိတ်ဆွေတို့က coin 150 free ရမှာဖြစ်ပြီးတော့ကျွန်တော် coin 900ပြည့်ရင် ဒီ5ဒေါ်လာပေါ့နော်မြန်မာငွေ2000ကျော်ကျော်ဝင်ကျင်ရမယ်။ coin 1000ပြည့်ပြီဆိုရင်10ဒေါ်လာပေါ့နော်မြန်မာငွေ4000ကျော်ကျော်ဝင်ကျင်ရမယ်။ coin 2000ပြည့်ပြီဆိုရင်အဲ25ဒေါ်လာပေါ့နော်မြန်မာငွေ3000ကျော်ကျော်ရမယ်။ဒီလိုမျိုးအစားရှိတဲ့ဖြင့်အဲကိုစုနိုင်စုနိုင်တဲ့လောက်ဒီပတ်စံအများကြီးရှာလို့ရတယ်။တရက်ကိုကျွန်တော်အများကြီးထိရှာလို့ရတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ software လေးကိုအဲဒီနေ့ဒီနေ့ video လေးမှာဒီ WeWeb software လေးကိုမတောင်းတက်သေးတဲ့သူတွေအတွက် Play Store ကနေလွယ်ကူဆုံးသွားပြီး download ရမယ်။နီလန်းလေးရဲ့အကောက်ဖွင့်ပုံဖွင့်နီလေးရဲ့ပြီးတော့ coin 150အခမဲ့ရယူလို့ရမယ်နီလန်း န်းလေးတွေကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော် Play Store ထဲကိုသွားလိုက်မယ်ပေါ့နော်အဲ Play Store ထဲကိုသွားလိုက်ဝီဆိုရင်ကျွန်တော် Shard Box မှာကျွန်တော် We Wet လို့ရေးရှာလိုက်ပေါ့နော်ဒီလိုမျိုး We Wet ဆိုပြီးတော့ပဲအလွယ်တကူရေးရှာလိုက်ပါဗျာရေးရှာလိုက်ပြီးဆိုရင်ကျွန်တော် Software လေးကိုတော့တွေးလိမ့်မယ်မိတ်ဆွေတို့မြင်နေတိုင်းပဲဒါပေမဲ့အဲကျွန်တော်တို့ကမြန်မာနိုင်ငံအနေနဲ့ပြီးလုပ်နေတဲ့မိတ်ဆွေတွေဆိုရင်ကျွန်တော်အခုဒီမှာပြပေးထားသလိုပဲကျွန်တော်တို့ရဲ့ Play Store region อ่ะမြန်မာ region ဖြစ်နေရယ်ပေါ့เนาะဒါကြောင့်ဒီ software လေးကိုပေးမထောင်ဘူးဒါဆိုရင်ပထမဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်ဒီ Play Store region ကိုနိုင်ငံခြား region တစ်ခုကိုအရင်ဆုံးပြောင်းပေးရမှာပေါ့เนาะပြောင်းတဲ့နည်းလမ်းလည်းရမ်းလွယ်တယ်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဟောရှိရဲ့ဒီ VPN တစ်ခုကိုအရင်ဆုံးဖွင့်လိုက်ပေါ့เนาะကျွန်တော်ကတော့ဂျန်ဂျန်မဲ့သုံးနေကြဆိုတော့အာကျွန်တော် sample ပြပေးရပေါ့เนาะဂျန်ဂျန် VPN လေးနဲ့ sample ပြပေးမှာပေါ့เนาะအဲကျွန်တော်ဂျန်ဂျန် VPN နဲ့ဝင်လိုက်မယ်ဒီနေရာမှာ auto location ထားလည်းရတယ်ဒါပေမဲ့အကောင့်ဆုံးကတော့ဒီ United State ပေါ့เนาะ United State တစ်ခုခုကိုထားလိုက်တာတော့အကောင့်ဆုံးပဲဒီ free VPN နေလည်းရ တယ်နော်ကြိုက်တဲ့ VPN ကိုတုံးလို့ရတယ် VPN တခုကိုအရင်ဦးဆုံးကြော်လိုက်ပေါ့နော်အဲ VPN ထဲမှာ auto location ထားလဲရတယ်ဒါမှမဟုတ်ရင်ဒီ United States American location ထားပြီးလဲရရပေါ့နော်မိတ်ဆွေတို့ကြိုက်တယ်လို့မျိုးကြိုက်တဲ့ VPN တခုကိုတုံးလိုက်ပါအဲကျွန်တော်ဒီလိုမျိုးကြော်ညာလေးတက်ရင်တော့ခဏဆောင်ပြလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ခုပြပြရဒီဂျန်ဂျန်ဆိုရဒီ free VPN ပေါ့နော် free သုံးရ VPN လေးကိုပဲကျွန်တော်ဒီ Ohio ဆိုရဒီ United location ပေါ့နော်အဟလေးနဲ့ကျွန်တော်ကြော်လိုက်တယ်ကြော်ပြီးရင် Play Store တွေကိုပြန်မဝင်နေဘူးပေါ့နော် Play Store software လေးတွေကိုကြာကြာလေးဖိပေးထားလိုက်ပါဖိပေးထားလိုက်ရင်ဒီလိုမျိုး add info ဆိုပြီးတော့ information icon လေးနဲ့ပေါ်လာပါလိမ့်မယ်ဗျာအဟလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Play Store software လေးကိုဖိပေးရမှာနော်အဲပြီးပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာ clear data ဆိုတာလေးရှိရပေါ့နော်အဲ clear data ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာ clear data ကိုနှိပ်လိုက်နှိပ်လိုက်ရင်မှာ clear case နဲ့ clear all data ဆိုပြီးပေါ်လာလိမ့်မယ်ကျွန်တော် clear all data ဆိုတာလေးကိုတစ်ချက်နှိပ်ပြီး cancel နဲ့ okay နဲ့ပေါ်လာရင်တော့ okay လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်အဲဒါဆိုရင်တော့ရပါပြီပြီးရင်ပြန်ထွက်လိုက်ပါတော့ပြီးပြီဆိုရင်ကျွန်တော် please roll ရဲ့ပြန်ဝင်လိုက်ပါ please roll ရဲ့ပြန်ဝင်ပြီးရင်သူကစဝင်ခြင်းပုံစံမျိုးဖြစ်သွားမှာပေါ့နော်အနေငယ်တော့ခဏဆောင်ပြရတယ်ဝင်ပြီးဆိုတာနဲ့ဒီ shot box ကနေကျွန်တော် we wet လို့ပြန်ပြီးရေးရှာလိုက်ပါတော့ အဲဝီဝဲလို့ရေးချလိုက်ရင်တော့ကျွန်တော်ခုနလိုမျိုးအဲမိတ်ဆွေရဲ့ location ကအဲ region ကကျွန်တော် download ဆွဲလို့မရဘူးလို့မပေါ်တော့ဘဲနဲ့ဒီလိုမျိုးလေး install ဆိုတဲ့ click လေးနဲ့ပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ်လာရင်တော့ကျွန်တော်ဒီ install ဆိုတဲ့ click လေးကိုပဲအလွယ်တကူနှိပ်ပြီးတော့ download ဆွဲလဲလို့ရပါပြီအကြွေးရှာလို့မတွေ့ရတဲ့အတွက်လည်းဒီနေ့ video ရဲ့ဒီ comment မှာကျွန်တော်ဒီ software လေးရဲ့ download link လေးကိုချပေးထားပါမယ်အဲဒီလိုမျိုးပေါ်လာရင်တော့ကျွန်တော် note တက်မယ်လို့လိုက်တော့မယ်နော် ီ software လေးကို download ဆွဲလိုက်ပါတော့နော် file size ကတော့ဒီ sample 3ပေါ့83 megabyte ဝန်းကျင်ရှိရပါတော့ဒါဆိုရင်ကျွန်တော်အခု download ဆွဲလို့ပြီးသွားပြီပေါ့နော်ပြီးပါပြီဆိုရင်ပြန်ထွက်လိုက်လို့ရပါပြီအဲကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒီ WiiWare ဆိုရဲဒီ icon နဲ့ဒီ software လေးရောက်ရှိသွားပြီပဲဖြစ်ပါတယ်ဗျာဒီ software လေးတွေကိုကျွန်တော်ရုံသွုံအကောက်ဖွင့်မယ်ပေါ့နော်အကောက်ဖွင့်ရင်းနဲ့ဒီ quantity 150ရောက်ပြီးတဲ့နီးလေးပါပြပြီးတော့ပါမယ်အဲဒီ software လေးတွေတစ်ချက်ဝင်လိုက်ပေါ့နော် ဆော်ရဲလေးတဲ့ဟိုတစ်ချက်ဝင်ပြီးတော့ခဏလေးစောင့်ပေးလိုက်ပါနော် free second လေးပါနည်းနည်းလေးကြားရတယ်။အဲပြီးပြီဆိုရင်ဒီလိုမျိုး permission ပညာလာတောင်းရင် allow တာနှိပ်ပေးလိုက်နော်။ဟိုဒါ notification permission လေးပေါ့။ပြီးပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့အကောက်စားဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်ဆုံးမှာရှိရဲ့ဒီ login ဆိုတဲ့ button click လေးပေါ့နော်။အဲ login ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်သွားလဲအကြောင်းမရှိဘူးကျွန်တော်ဆက်ရှင်းပြလိုက်ပါတော့ရှင်းပြီးပြန်ဝင်လို့ရတယ် ရိစပေါ်လာပြီဆိုရင်ကျွန်တော်ဒီ login ဆိုတာလေးကိုတစ်ချက်နှိပ်ပေါ့နော် login ကိုနှိပ်လိုက်ရင်ဒီနေရာမှာ default location ကအဲဒီလိုမျိုးသူအဆင်ပြေရာတစ်ခုဖြစ်နေလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီ down မှာရှိရဲ့ဒီခဲတံလေးကိုနှိပ်ပေါ့နော်ခဲတံလေးကိုနှိပ်ပြီးတော့ကျွန်တော် United State ပေါ့နော် United State အောက်ဆုံးမှာအောက်ဆုံးဆွဲလိုက်ရင် United State of American ဆိုတာလေးရှိတယ်အဲ့ United State of American ဆိုတာလေးကိုရွေးပေးလိုက်ပေါ့နော်အဲ့လိုမျိုးလေးရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိရဒီနှိပ်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာနှိပ်ကိုတစ်ချက်နှိပ်လိုက်ပါဗျာ နှိတ်ကိုတစ်ချက်နှိတ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာဟိုအကောက်ဘာနဲ့ဝင်มาလဲဆိုပြီးသူကလာယူခိုင်းတယ်ပေါ့နော်ဒီနေရာမှာသူက official နှစ်ခုရှိတယ်ကျွန်တော် sign in ဝဲ Google နဲ့ Facebook နဲ့ Gmail နဲ့ဝင်ဝင်ဒါမှမဟုတ်ရင်ကျွန်တော် Facebook နဲ့ဝင်လို့ရတယ်ကျွန်တော်ကလွယ်ကူဆုံး Gmail နဲ့ပဲဝင်လိုက်မယ်နော် sign in ဝဲ Google ဆိုတာလေးကိုတစ်ချက်နှိတ်ပြီးလိုက်ပါ တစ်ချက်နှိပ်လိုက်ပြီဆိုရင်ခဏလေးဆောင်ပြလိုက်ပါနော် PV ဆိုတာနဲ့ဒီ port အနေနဲ့ screen လေးတစ်ခုတက်လာလိမ့်မယ်တက်လာပြီးမိတ်ဆွေရဲ့ဖုန်းထဲမှာလက်ရှိအသုံးပြုနေတဲ့ Gmail တွေဒီလိုမျိုးတန်းစီပြီးပေါ်လာလိမ့်မယ်ကိုအမြဲတမ်းအသုံးပြုမဲ့ Gmail တနည်းအားဖြင့်ပြောရမယ်ဆိုရင်မိတ်ဆွေရဲ့ password တွေပါရင်မှတ်မိနေတဲ့ Gmail ပေါ့နော်အဲဒီအဲ့ Gmail တစ်ခုကိုရွေးပေးလိုက်ပါကိုအဆင်ပြေမဲ့ Gmail တစ်ခုပေါ့နော်ရွေးပေးလိုက်ပါဗျရွေးပြီးကျွန်တော်ခဏလေးဆောင်ပြလိုက်ပါ ခဏလေးစောင့်ပေးလိုက်ပြီဆိုရင်တော့ဒီလိုမျိုးသူကဒီ agree လုပ်တဲ့နေရာလေးပေါ့နော်ဒီ wew web concrete သူ့ရဲ့ဒီစီမင်းစည်းကမ်းတွေပေါ့နော်အဲ့ဒါကြောင့်အဲ့ဆက်လုပ်ပေးရမယ်ဒီအောက်မှာ agree and close ဆိုတာလေးရှိရပေါ့နော်ဒီ cloud ကလေးပေါ့ agree and ဒီအောက်က cloud ကလေးနော်ဒီ agree and close ဆိုရဲ cloud ကလေးတစ်ချက်နှိပ်ပေးလိုက်ပါတစ်ချက်နှိပ်ပြီးကျွန်ခဏလေးစောင့်ပေးလိုက်ပေါ့နော်အဲဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီနေရာမှာအရေးကြီးရဲ့ဗျဒီနေရာမှာ refer code တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ကျွန်တော်ကဒါမိတ်ဆွေတို့ refer ရှာတဲ့သဘောပဲဗျ refer ရှာတယ်ဆိုတာကျွန်တော်ကနေပြီးတော့မိတ်ဆွေတို့ကိုဒီ video လေးလုတ်ပြပေးတယ်ပြီးရင်ကျွန်တော်ရဲ့ account က refer link လေးပေါ့နော်ကျွန်တော် refa ကုတ်ကလေးပေးမယ်အဲ့ကုတ်ကလေးကိုထည့်လိုက်ရင်မိတ်ဆွေတို့က coin 150 free ရမှာဗျ coin 900ဆိုရင်ကျွန်တော်5ဒေါ်လာမြန်မာငွေ2000ကျော်ကျော်ရမယ်ပေါ့နော်အဲအကောက်ဖုံးမင်ချင်းမှာဒီနေရာမှာဒီကုတ်ဆိုတဲ့နေရာမှာ refa မထည့်ဘဲနဲ့တချို့ရမေးရပေါ့နော် refa မထည့်ဘဲ skip နှိပ်လိုက်အောင်များလားဆိုရတယ် skip နှိပ်ပြီးသွားကျင်တဲ့သူတွေလည်းသွားလို့ရတယ်ဒါပေမဲ့ skip နှိပ်လိုက်ရင်မိတ်ဆွေတို့ coin 150ရမှာမဟုတ်တော့ဘူးပေါ့နော်အဲဒီနေရာမှာဒီ refa ကုတ်ကိုထည့်လိုက်ရင်တော့ကျွန်တော်တို့ coin 150 free ရမှာပါ refa ကြိုက်တဲ့သူရဲ့ refa ကိုထည့်လို့ရတယ်ဒါပေမဲ့အဆင်ပြေမဲ့မိတ်ဆွေတို့အတွက်အဆင်ပြေမဲ့ဆိုရင်တော့ကျွန်တော်အခုပြပေးရ refa လေးကိုပဲထည့်ပေးပါမိတ်ဆွေတို့ ့ဒီလိုမျိုးကူညီပေးခြင်းအပြင်ကျွန်တော်က coin 50 free ရပါတယ်မိတ်ဆွေတို့က coin 150 free ရမှာဖြစ်ပါတယ်ဗျာကျွန်တော်ပေးတဲ့ဒီစာလေးကိုတစ်လုံးမကျန်မှန်အောင်ရိုက်ထည့်ပေးပါတော့အဲအရှိလုံး S တစ်လုံးကအကြီးပါတော့အနောက်စလုံးညအသေး SP IR ID UAA အဲပြီးရင် F တစ်လုံးကလည်းအကြီးပေါ့နော်ဟောအရှိဆုံး S နဲ့ F နဲ့ကအကြီးပေါ့နော် FIA ဖြစ်ရဲ့ F ကအကြီးကျန်တဲ့အကုန်လုံးကအသေးပဲဖြစ်ပါတယ်ဖြစ်ပြီးပြီဆိုရင်ဒီ number ကလေးပေါ့နော်9623ပေါ့နော် ဒါမိတ်ဆွေတို့အဆင်ပြေမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ refer code လေးပါကျွန်တော်အကူညီခြင်းတဲ့သူတွေရှိရဆိုရင်ဒီကျွန်တော်ရဲ့ကျွန်တော်ကူပြပေးရဲ့စာလေးကိုမှန်အောင်ရိုက်ထည့်ပေးပါမိတ်ဆွေတို့အတွက်လည်းအကျိုးမြတ်ပါဘူးဒီလိုဒီကျွန်တော်ပြပေးရဲ့စာလေးကိုရိုက်ထည့်လို့မိတ်ဆွေတို့က quantity 50 free ရမှာဖြစ်ပါတယ်ဗျအဲဒီ quantity 50မလိုချင်တဲ့သူကတော့စကစ်နှိပ်သွားလို့လည်းရပါတယ်ဟိုကြိုက်တဲ့သူရဲ့ refer ကိုထည့်လည်းရပါတယ်ဒါပေမဲ့အဆင်ပြေမယ်ဆိုရင်တော့ကျွန်တော်ရဲ့ refer လေးထည့်ပေးပါတော့ပြီးပြီးဆိုရင်ဒီစာလေးကိုမှန်အောင်ထည့်ပြီးဆိုရင်တော့ client my refer ရဲ့ဒီ reward ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် quantity 50 free ရယူမှာပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ်နှိပ်ပေးလိုက်ရင်တော့ကျွန်တော်ရဲ့ရလျောင်းဆိုတဲ့အကောက်လေးပေါ်လာမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီဒီဒီ software ရဲ့လုံးလုံးမဲ့အဓိက fashion ကိုသူက permission လေးတောင်းတာပေါ့နော်အလောက်ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာရင်ဒီလိုမျိုးလေးစာလေးပေါ်လာပြီဆိုရင်ဆိုရင်တော့ connected to ဒီ Google Fit ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျ Google Fit ဆိုတာကတော့ဒါကျွန်တော် smart watch device တွေသုံးတဲ့သူတွေဆိုရင်သိမယ်ထင်ပါတယ်ကျွန်တော်တို့ရဲ့တနေ့တာလမ်းလျှောက်နှုန်းတွေပါဒီလိုမျိုးတွက်တဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကိုကျွန်တော်ဖွင့်ပေးရမှာဖြစ်ပါတယ်ဗျ connected to Google Fit ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ တချက်နေပြီးခဏစောင့်ပေးလိုက်ပါနော်အဲဒီ software လေးရဲ့အဓိကလှုပ်လှုပ်ပုံကအဲ့အပိုင်းလေးပဲဗျာ तू က Google Fit ပေါ့နော်ဖုန်းထဲမှာရှိရဲ့ Gmail ကို तू ကဒီအခြေခံပြီးတော့ဒီ Google Fit လမ်းလျှောက်နှုံလေးကိုတွက်ပြီးကျွန်တော်တို့ကိုပတ်စံပေးရပါနော်အဲဒီနေရာကိုဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ဒီမှာရှိရဲ့ဒီ Select All ဆိုတဲ့ရှေ့ကဂွင်းလေးပေါ့နော်ဒီဂွင်းလေးနေရာလေးကိုကျွန်တော်အမှန်လေးချက်ပေးလိုက်ပါ အမှန်လေးချစ်ပြီးဆိုရင်အောက်ဆုံးညီဆွဲပေးလိုက်ပေါ့နော်ဒီဟာရက်တာအမှန်ချစ်လဲရတယ်မချစ်လဲရတယ်အဓိကကတော့ဒီ slash all အမှန်ချစ်လိုက်ရင်ပြီးပေါ့နော်ပြီးပြီးဆိုရင်အောက်ဆုံးညီဆွဲပြီးရင်ကျွန်တော်ဒီမှာ continue ဆိုတာလေးရှိရပေါ့နော်အဲ continue ဆိုတဲ့ click လေးပေါ့နော်ဒီဟာလေးပေါ့အဲ continue လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာနှိပ်ပြီးရင်ခဏစောင့်ပေးပေါ့နော်ကိုနေနီယူနှိပ်ပြီးကျွန်တော်ခဏဆောင်ပေးပါတော့ ဆောင်းပေးပြီးဆိုရင်တော့အဲမိတ်ဆွေတို့ကကျွန်တော်ရဲ့ refer ကိုတုံးထားဆိုရင်မှကျွန်တော်ရဲ့ပုံလေးနဲ့ကျွန်တော်ရဲ့ရေလျောင်းဆွဲနဲ့မယ်လေးလာပေါ်နေပါအောင်နော်ပြီးပြီးဆိုရင်ဒီအောက်မှာရှိတဲ့ဒီ continue လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါလေဗျာ continue ကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာအဲနှိပ်ပြလိုက်ပြီးဆိုရင်တော့ကျွန်တော်အကောက်ရသွားပြီပဲဖြစ်ပါလေဗျအဲဒါကတော့သူ့ရဲ့ hint နဲ့ပုံစံမျိုးလေးပေါ့နော်ဒီ software ရဲ့အသုံးမှုသုံးနည်းလေးကိုသူက hint တက်ကလီနဲ့ပြပေးရကျွန်တော်တို့ next scale လောက်နှိပ်ုံလောက်ပဲအဲဒီအောက်ဆုံးမှာရှိတဲ့ဒီ last code ဆိုတဲ့ cloud ကလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါလေဒီ cloud ကလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာ ဒါအကောက်ကတော့ပွင့်သွားပြီပေါ့နော်ဒါဒီ software ရဲ့တုံးမုံတုံးလေးလေးတွေကိုသူကတဆင်ချင်းညီပြပေးမှာဟို hint တက်ကလေးနေပေါ့နော် ပြီးဆိုနှိပ်ကိုပဲနှိပ်သွားလိုက်ပါထွေထူးထူးပါမရှိဘူးနှိပ် skill လောက်နှိပ်အောင်ပဲပေါ့နော်ဒီလိုမျိုးပေါ်လာရင်ဒီ compass mind strat ဆိုတဲ့ဒီ lemon yang clock လေးပေါ့နော်ဒီ clock လေးကိုပဲတစ်ချက်ထပ်ပြီးတော့နှိပ်ပေးသွားလိုက်ပါခင်ဗျာဒါကြောင့်နောက်ပိုင်းဝင်ဝင်ပြီးတော့ဒီ coin တွေ point တွေယူရမယ့်ဟာလေးတွေသူကတဆင်ချင်းညီပြပေးရပါပေါ့နော် ပြီးပြီးဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ဒီနှိပ်ဆိုတဲ့ clock လေးကိုပဲတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ အဲဝတ်အေးစတီဒီဟာဒီအောက်ဆုံးခလုတ်ကလေးကိုပဲတစ်ချက်ထပ် ပြီးနှိပ်ပေးပါခင်ဗျာနောက်ပိုင်းညအတိုင်းမလို့တော့ဘူးပေါ့နော်ဒါအကောက်စားဖွင့်ဝင်ခြင်းမလို့သူဟင့်တက်ကလေးနဲ့ပြပေးရနှိပ်ကိုပဲနှိပ်သွားလိုက်ပါခင်ဗျာနှိပ်ကိုပဲနှိပ်သွားလိုက်ပါဒီ god it ပေါ့နော် god it ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်အကောက်ပွင့်သွားပြီပဲဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ်လာရင်ကျွန်တော် continue ကိုပဲတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာအဲဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီအပေါ်ကဘောက်ပုံစံမျိုးလေးပေါ့နော်ဒီ lucky box ပုံစံမျိုးလေးပေါ့နော်အဲအဲဒီဟာလေးပဲ clip box လေးပေါ့နော်အဲ့လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျာ ဒါဆိုရင်တော့ရရပဲဖြစ်ပါတယ်အဲမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီမှာ quantity က90စဝင်ခြင်းမှာရသွားပြီပေါ့နော်အဲဒီလိုမျိုးလေးပေါ်လာရင်ဒါ hint တက်ကလေးပေါ့နော်ဟိုသူပြတဲ့ဟာလေးစာလေးနေရာလေးနှိပ်ပြီးလမ်းရပြီမှာမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲအကောက်စဖွင့်ဝင်ခြင်းမှာဒီအပေါ်ဆုံးမှာ quantity က90ရသွားပြီပေါ့နော်ဒီကောင်လေးရဲ့လှုပ်လှုပ်ပုံကတော့ internet လေးဖွင့်ပြီးတော့ကျွန်တော်တို့ LAN လေးရှောက်ရုံပဲ LAN ရှောက်ရင်သူကဒီ UK လေးကနေပြီးတော့ချက်ချင်းတချို့ဖုန်းတွေကြာချက်ချင်းမတိုးဘဲနဲ့ဟို10မိနစ်2မိနစ်3မိနစ်လောက်နေမှာဒီ ခြေလန်းရေအတွက်တို့ကလည်းရှိရပါတော့နော်ဒီမှာမိတ်ဆွေရဲ့ခြေလန်းကိုဒီနေရာမှာကြည့်ရမှာဖြစ်ပါတယ်အဲမိတ်ဆွေကခြေလန်း 2000ပေါ့နော်ခြီလန်2000ပြည့်ပြီဆိုရင် तू อ่ะဒီ coin 3 coin တူတယ်အဲ့လိုမျိုးပေါ့နော်မအစင်စင်တူတူသွားမှာဖြစ်ပါတယ်ဗျအဲကိုကလမ်းလျှောက်ရင်းနဲ့ဒီကောင်လေးကိုဖွင့်ထားလဲရသလိုအိမ်မနေနဲ့လက်ကလေးနဲ့အသားလေးထိုင်လှုပ်နေုံနဲ့လည်းရတယ်ဒါမှမဟုတ်ရင်တချို့ကြတော့လည်းပတ်သက်များများရှာကျင်တဲ့အတွက်ဒီလိုမျိုးကျွန်တော်အခုပြပေးထားသလိုမျိုးဒီလမ်းလျှောက် face set ကလေးပေါ့နော်အဲ့ဟာလေးတွေနဲ့ရှာတဲ့သူတွေလည်းရှိတယ်ဒါကိုကြိုက်သလိုရှာပေါ့နော်ဒီနေ့ video လေးကတော့ကျွန်တော်အဓိကပြချင်တာဒီ software wewe ဆိုတဲ့ software လေးကို play store ကနေ download မြားရတဲ့သူတွေအတွက်အဓိက download သွားပြီးဆွဲပုံဆွဲနည်းလေးရဲ့အကောက်ဖွင့်ပုံဖွင့်နည်းလေးရဲ့ဒီ refer code ထည့်ပြီး ော့ coin 150ရယူနီလေးကိုပြပေးတာပါနောက်ထပ်ပွေတွေမှာဒီကောင်လေးကနေငွေထုတ်ပုံထုတ်နီးလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်ခင်ဗျာအဲကျွန်တော်ငွေထုတ်တဲ့ဟာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာ sample လေးပြပေးမယ်ပေါ့နော်အဲကျွန်တော်တို့ဒီအပေါ်မှာ coin လေးပေါ့နော်ဒါမိတ်ဆွေရဲ့လက်ရှိ coin ရေအတွက်ပေါ့နော်အဲဟာလေးရှိတယ်အဲဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်တစ်ချက်နှိပ်ကြည့်လိုက်ရင်ဒီမှာပတ်စံထုတ်လို့ရရဲ့ နေရာလေးတွေကိုကျွန်တော်တွေ့ရလိမ့်မယ်လက်ရှိဆိုရင်ဒါမိတ်ဆွေရကျွန်တော်ရဲ့ဒီ refer code ကိုထည့်လိုက်တဲ့အတွက်ကြောင့်မလို့အဲမိတ်ဆွေရဲ့ဒီလက်ရှိက2.27ဒေါ်လာလောက်ရသွားပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာသူက ဒီ coin 900ပေါ့နော်အဲ့ coin 900ပြည့်ဆိုရင်5ဒေါ်လာရတယ်ဟောဒီ coin 1000ပြည့်ဆိုရင်10ဒေါ်လာပြီးရင် coin 2000ဆိုရင်25ဒေါ်လာ coin 4000ဆိုရင်55ဒေါ်လာ coin 9000ဆိုရင်ဒေါ်လာ100 coin 1000ဆိုရင်ဒေါ်လာ150တိမပေးပြနေပေါ့နော်လူမျိုးထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ premium ဝယ်မသုံးဘူး free အနေနဲ့ပဲသုံးတာဆိုရင်တော့ဒါ coin 1000ပြည့်မှာ10ဒေါ်လာနေစပြီးထုတ်လို့ရမှာပဲဖြစ်ပါတယ်အဲနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပတ်စံထုတ်မထုတ်နည်းလေးကိုအစားအသုံးဆက်ပြီးတော့ရှင်းပြပေးပါမယ်တဆင်ချင်းစီအဲကျွန်တော်ရဲ့အဆင်ပြေမယ်ဆိုရင်တော့ကျွန်တော်ရဲ့ refer code လေးကိုအသုံးပြုပေးကြဖို့အတွက်လည်းကျွန်တော်မြင်တာရက်ခံပါတယ် အဒီကောင်လေးဒီ software လေးဦးနည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုပတ်စံအိမ်မှာထိုင်နေတယ်ပဲရှာလို့ရမယ့်နီလန်းလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုလေးနဲ့ဆက်ပြီးတင်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ